နေ့မလ20ရက်ဖရော့အဖန်ရဲ့နေ့စဉ်သတင်းလေးကိုတင်ဆက်ပေးပါမယ်။ဒီနေ့တော့အောင်မန်းမြို့မှာစစ်ကောင်စီရဲ့ဖမ်းဆီးတပ်ဖြတ်ခြင်းကိုခံခဲ့ရတဲ့အရက်သား12ဦးရဲ့လေးနှစ်ပြည့်အောင်မေဖွဲအခမ်းအနားပြုလုပ်တဲ့သတင်းဒီမိုးစုအရှိရှာမှာဝတ်သားပေါက်တည်ဆုံမှုများတာကြောင့်ဝတ်မှုမြို့သူတွေအယုံပေါ်တဲ့သတင်းစတဲ့သတင်းတွေအပါအဝင်ဖရော့ဖန်ရဲ့နေ့စဉ်သတင်းလေးကိုကြားရပါမယ်။ရှမ်းမြင့်နဲ့အောင်မန်းမြို့တနေရာမှာ ရင်းဆောင်နေရင်စစ်ကောင်စီရဲ့ဖမ်းဆီးတပ်ဖြတ်ခြင်းကိုခံခဲ့ရတဲ့အယက်သား၁၁ဦးရဲ့လင်းနေပြစ်အခမ်းအနားကိုမနေ့ကမတ်လ၁၉ရက်နေ့ကွေနေပြည်တီရတနီယာရှိရမ်းပြည်အထူးတပ်ဖွဲ့တင်တဲ့ကွေမှာကျင်းပပြုလုပ်ခဲ့တယ်လို့ရမ်းပြည်တောင်ပိုင်းတီရခန်တော်လေးတပ်ပေါင်းစုတခွဲနှစ်ရဲ့တည်နေပြန်ကြားရေးတောင်ခန်းမဆန်ဒီကဖရော့ဖကိုပြောပါရယ်ပြီးခဲ့တဲ့၂၀၂၁ခုနှစ် မလ19ရက်နေ့မှာစစ်ကောင်စီတဲ့တပ်ဖြတ်ချင်းကိုခတ်ခဲ့ရတာဖြစ်ပြီးအလောင်းပြက်မရသူတွေများတယ်လို့သိရပါဗျ2025ခုနှစ်တွင်စစ်ကောင်စီတပ်ကိုတော်လှန်ရင်ရမ်းပြည်တောင်ပိုက်ဒေသခံတော်လှန်ရေးတပ်ပေါင်းစုတပ်ခွဲနှစ်ကရဲဘော်ခုနှစ်ဦးစောင့်ခဲ့ရတာဖြစ်ပြီးအခြားမဟာမိတ်တပ်ဖွဲ့တွေရဲ့စောင့်ရဲဘော်အရေးအတွက်ပါဝင်စုစုပေါင်း30ဦးဝန်းကျင်စောင့်ခဲ့ရတယ်လို့ဆိုပါတယ်မြန်မာနိုင်ငံမှာ2023ခုနှစ်နောက်ပိုင်း ထောင်တွင်းရှိအကျဉ်းဦးစင်းဝန်ထမ်းတွေကအကျဉ်းသားတွေအပေါ်ခေါင်းပုံဖြတ်တာတွေပိုဆိုးလာတယ်လို့နိုင်ငံရဲ့အကျဉ်းသူများအဖွဲ့ WOPP ရဲ့ဥဆောင်တာဝန်ခံဇူဇူးမင်ယွန်းကဖရော့ဖာကိုပြောပါရယ်။ဒါပြင်အကျဉ်းထောက်အာနာပန်ဝန်ထမ်းတွေရဲ့အကျင့်ပြတ်ချက်စားမှုတွေဟာဆိုရင်မူပြင်းနယ်မှာရှိတဲ့တိုက်မရောထောင်အပောင်းဝင်အခြားအကျဉ်းထောက်42000ဝန်းကျင်တွေမှာလည်းပိုပြီးဆိုးရွားလာတာကိုတွေ့ရတယ်လို့သူကဆိုပါရယ်။ အဆိုပါကျိုင်းမရောထောက်မှာအကျဉ်ထောင်ဝထမ်းဖြစ်တဲ့မောက်ပွေးဖြူဝင်းနဲ့တက်တာမြင့်မြင့်ထွန်းတို့ကအကျဉ်သားတွေရဲ့မိသားစုကနေပို့လာပေးတဲ့အငွေအပေါ်မှာပမနာအများကြီးများသလိုပတ်စံဖြည့်ယူတာမျိုးနဲ့အကျဉ်သားတွေရဲ့ weight money ပတ်စုံနဲ့ ID နံပါတ်တွေကိုယူထားပြီးပတ်စံထုတ်ပေးချိန်မှာတသိန်းချက်ကို၃000ကျပ်နှုန်းနဲ့ချက်တော့တာတွေရှိနေတယ်လို့သိရပါဗျ။အကျဉ်ထောင်တွေကထောင်ထဲမှာကုန်ပစ္စည်းတွေကို နှစပေးပြီးဝယ်နေရတာဖြစ်တဲ့အပြင်တချို့မိသားစုဝင်တွေကဝေးလံတဲ့နေရာကနေပြစ်စင်းလာပို့တဲ့အချိန်မှာလန်ခီစရိတ်တွေရှိရကြောင်းအခုလိုခေါင်းပုံပြက်တာဟာအကျဉ်းသားတွေအတွက်ဇာဝနီခက်ခဲစေရလို့သိရပါဗျ။ဝီနီပြည်တူမိုးဆိုအရှိရှမ်းရှိ တော်ပုကျေးရွာမှာဝက်စီကောင်းနေပေမဲ့နေအပူချိန်ကြောင်းဝက်ပေါက်တွေတည်ဆုံမှုများတဲ့အတွက်ဒိရခန်တွေအယုံပေါ်နေတယ်လို့ဒိရခန်ရင်စီကနေသိရပါဗျ။ ီးခဲ့2024ခုနှစ်မှာဝက်ပေါက်တို့တည်ဆုံးနိုင်ရှိပေမဲ့2025ခုနှစ်မလအတွင်းမှာဝက်ပေါက်တွေအစုလိုက်အပြုံလိုက်တည်ဆုံးနေတယ်လို့သိရပါဗျ။တော်ပုကျေးရွာအပြင်တခြားကျေးရွာတွေမှာအိမ်နိုင်လိုလိုဝက်ပေါက်မွေးမြူတာဖြစ်ကနေအပူချိန်ကြောင့်ဝက်ပေါက်လေးတွေတည်ဆုံးတာများပြီးတချို့နေအိမ်တွေမှာဝက်ပေါက်ကလေးတွေကအနှဲငယ်တာအသက်ရှင်ကျန်ခဲ့တယ်လို့သိရပါဗျ။အခုလက်ရှိဒီမော့ဆူအနောက်ချမ်းမှာဝက်သားတပိတ်သားကို 3000ဝန်းကျင်အထိဈေးမြင့်တက်လာတယ်လို့သိရပါဗျ။ဒီနေ့မတ်လ20ရက်ဖရိုအဖယ်ရဲ့နေ့စဉ်သတင်းတွေကိုကြားခဲ့ရတာပါ။ကျမမြောင်မိုးပါရှင်။အားလုံးရဲ့အတန်း Federal FM